မှာเนาะလပုံစံလေးပါတယ်ဒီဘက်မှာ DC အထွက်ကဒီမှာအပေါင်းငေတာလေးပြထားတယ်เนาะဒါ full way brake เนาะဒါအုပ်လေးလုံးထဲထဲမှာတွဲပြီးသားဖြစ်ပါတယ်เนาะအဲ့ဒါလေးကိုပဲကျွန်တော်သုံးလိုက်ပါမယ်ပြည်သူလို plastic ဘူးပေါ်မရှိရင်လည်းကျွန်တော်တို့ fiber ပြားပေါ်မှာလည်းဆင်လို့ရတယ်နောက်ဒီသက်သားပြားပေါ့เนาะသက်သားပြားရှိရင်လည်းအထပ်ပြားပေါ်မှာလည်းဆင်လို့ရဒါပေမဲ့အထပ်ပြားဆိုရင်တော့နည်းနည်းလေးဖောက်ရတာနည်းနည်းလေးခက်မှတင်တယ်เนาะဒီဟာလေးကတော့ plastic ဘူးလေးကတော့ဒီဖောက်ရတာလွယ်တာပေါ့เนาะကတားကကျွန်တော်က main down နဲ့ဒီ full way brake နဲ့ကိုเนาะဒီမှာလာချမ်းလာပုံစံလေးပါတာเนาะ AC အဝင်နှစ်ကြိုးကိုကျွန်တော်က main down က main တော့အတွက်ကဒီတွဲဖို့ယူမှာပေါ့နော်တွဲဖို့ယူမှာဖြစ်ပါတယ်အဲကျတော့ဆက်ရမှာကကျွန်တော်တို့ဒီ main တော့ရဲ့တွဲဆိုတဲ့တစရဲ့0ဆိုတဲ့တစရဲ့ဆက်ရမှာဖြစ်ပါတယ်နော်ညတွဲ is two ကအဝင်ညအနေဆက်ပေါ့နော်အတွက်ကဒါ0ရဲ့တွဲရဲ့ပေါ့နော်အဲဒီဟာကိုကျွန်တော်တို့ဒိုင်အုပ်ဒိုင်အုပ်ရဲ့အဝင်နှငုတ်ကိုဆက်လိုက်တာဖြစ်ပါတယ်ပေါ့နော်ဒီပုံစံလေးရလာပါပြီအဲဆိုရင်ကျွန်တော်တို့ဒိုင်အုပ်က DC အတွက်နှငုတ်ပေါ့နော်အဲဒါကိုကျွန်တော်က capacitor 2200 microfarad เนาะ25โวลต์เนี่ยตะคาเลยดีคลิปปอมมาตะคาเลยปะเนาะเราก็คัทมาต้องในด้วย ဒီ click လေးပေါ်မှာပဲတခါလေးကျွန်တော် capacitor ကိုခွာပြီးတော့ထည့်လိုက်မှာဖြစ်ပါတယ်။ဒါတကအရင်ဆုံးကျွန်တော် capacitor ရဲ့เนาะအပေါင်းငုတ်ကလေးကိုဒါခုနကတိုင်အုပ်ရဲ့ငုတ်နဲ့တွဲဖို့ click လေးပေါ်ကိုပဲတခါလေးကျွန်တော်ခဲ့ထုတ်လိုက်တာဖြစ်ပါတယ်เนาะ။ကဲအဲ့ဆိုရင်ကြာနေတာကဒီမှာเนาะအဖြူရဲ့လေးပါပဲပဲအနှုတ် capacitor အနှုတ်ကိုလည်းအဲ့ဒီ click ပေါ်မှာပဲကျွန်တော်တခါလေးခဲ့ထုတ်မှာဖြစ်ပါတယ်เนาะ။နောက်တခါဒီ DC ထွက်လာတာဟာကိုလည်းဒီ capacitor ကယူလဲရတယ်ဒါမှမဟုတ်ရင်ဒီ click လေးကနေဝါယူနဲ့တွဲလဲရပါတယ်เนาะ။ capacitor ကတော့ကျွန်တော်တို့ဘို့ DC ဘို့ကိုညင်နိုင်တယ်မြညင်အောင်ပေါ့နော်အဲဒါ2200မှာ